အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်ကြားမှာအပီးတိုင်းပြည့်ရက်ဖို့အပြည့်အဝသဘောတူလိုက်ပြီလို့ကျွန်တော်တို့ဇွန်လ23ရက်နေ့ဝါရှင်တန်အချိန်ညနေ6နာရီခွဲလောက်မှာသူ့ရဲ့ဆိုရှယ်မီဒီယာနဲ့သူရေးသားဖော်ပြလိုက်တာကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့အခုလို့မရေးခင်ဒေါ်နယ်ထရန့်ကဒီဝါရှင်တန်အချိန်မနက်ပိုင်းပေါ့နော်။အဲ့ဒီမနက်ပိုင်းမှာဒီအီရန်မှာကဒီကာတာမှာရှိတဲ့အမေရိကန်လေတက်စကန်ကိုတိုက်ခတ်ခဲ့တယ်။ ိုက်တိုက်ခတ်ပြီးတဲ့အချိန်မှာလဲထရန့်ကအဲ့ဒီမနက်ပိုင်းအချိန်မှာပဲဒီအီရန်ကိုတုံ့ပြန်ရေးသားချက်တခုသူပေါ်ပြခဲ့သေးတယ်။အဲ့ဒါပြီးနောက်၈နိုင်လောက်ကြာပေါ့နော်အခုဝါရှင်တန်ချိန်ညနေ၆နိုင်ကျော်လောက်မှာသူကဒါအပြစ်ခတ်ရစဲအတွက်အားလုံးသဘောတူပြီးလို့သူကပေါ်ပြလိုက်တာ။ဒါပေမဲ့အစ္စရေးရောအီရန်ရောနှစ်ဖက်စလုံးကတော့သူတို့အတီးပြူးချက်မရသေးဘူး။သမ္မတထရန့်ကနေပြီးတော့ဥဆုံးပေါ်ပြလိုက်တဲ့အတွက်ဒါကြီးကကပထိတ်သည့်တည်င်းဖြစ်လာသလိုအားလုံးကလည်းစိတ်ဝင်စားနေစောင့်ကြည့်နေတဲ့တည်င်းပေါ့လေ။ တော့အဲ့လိုထူးခြားတဲ့သတင်းဖြစ်တဲ့အတွက်ဒီတမနာထရန့်ရဲ့သူရေးသားချက်ကိုဘာသာပြန်ပြီးတော့အရင်ဆုံးအနေနဲ့ကျွန်တော်တင်ပြပေးပါမယ်။အားလုံးဂုဏ်ယူပါတယ်။ Israel နဲ့ Iran တို့ကြားမှာအပီးတိုင်အပြစ်ခတ်ရစေးပြုလို့ဖို့အပြစ်ဝသဘောတူခဲ့ပါပြီ။ Israel နဲ့ Iran တို့သူတို့လက်ရှိနောက်ဆုံးစစ်ဆင်ရေးတွေကိုရက်စဲပြစီတဲ့အခုကစပြီးခံမှန်းကြီး6နာရီအတွင်းဖြစ်မှာပါ။ဒါ12နာရီကြာမြင့်မှာဖြစ်ပြီး အဲ့ဒီနောက်မှာစစ်ပွဲကိုပြီးဆုံးပြီလို့သတ်မှတ်ရပါလိမ့်မယ်။တရားဝင်အဖြစ်အီရန်ကအပြစ်အခက်ရစဲကိုစတင်မှာဖြစ်ပြီး၁၂နှစ်ကြာမှအစ္စရေးကအပြစ်အခက်ရပ်မှာဖြစ်ပါတယ်။၂၄နှစ်ကြာမှာတော့၁၂ရက်ကြာစစ်ပွဲအဆုံးသတ်ခြင်းကိုကဘာကဂုံပြုကြိုဆိုပါလိမ့်မယ်။အပြစ်အခက်ရစဲခြင်းတွင်မှာနှစ်ပတ်စလုံးကငြိမ်းချမ်းစွာနဲ့လေးစားမှုရှိစွာနေထိုင်ရပါမယ်။အဆက်ဆက်အရာရာကောင်းမွန်စွာအောင်မြင်မယ်လို့ယူဆပြီး အောင်လဲအောင်မြင်မှာဖြစ်တဲ့အတွက်စစ်နဲ့အကြစစ်ပွဲလို့ခေါ်ဆိုတဲ့ဒီစစ်ပွဲကိုအဆုံးသတ်ဖို့အတွက်ခန္ဓာရေးတတိဉာဏ်ပညာရှိခဲ့တဲ့အစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးကိုဂုဏ်ပြုလိုပါတယ်။ဒါနှစ်ပေါင်းများစွာကြာရှည်နိုင်ပြီးအရှိအလက်ပိုင်းတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်တဲ့စစ်ပွဲတစ်ခု ဖြစ်ခဲ့ပေမဲ့အဲ့ဒီလိုမဖြစ်စေခဲ့ပါဘူး။ဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ပါဘူး။ ဖျားသခင်ဣသရေလကိုကောင်းကြီးပေးပါစေဖျားသခင်အီရန်ကိုကောင်းကြီးပေးပါစေဖျားသခင်အရှိလေပိုင်းကိုကောင်းကြီးပေးပါစေဖျားသခင်အမေရိကန်ပြည်ထောင်စုကိုကောင်းကြီးပေးပါစေပြီးတော့ဖျားသခင်ကဘာကြီးကိုကောင်းကြီးပေးပါစေတမရဒေါ်နယ်ချီထရမ်ဒါခုနဆိုတမရထရမ်နေပြီးတော့အပြည့်ရဖို့အတွက်သဘောတူပြီဆိုတော့သူရေးသွားတာဖြစ်ပါတယ်ဆိုအဲ့ဒီမတိုင်ခင်ဝါရှင်တန်ချိန်မနက်ပိုင်းပေါ့နော်အဲ့ဒီမှာတော့အီရန်ကဒုံးကျည်၁၄လုံးနဲ့ ကာတာမှာရှိတဲ့အမေရိကန်လေဒက်စကန်ကိုသူတို့ဖိခတ်တိုက်ခတ်ခဲ့ပါတယ်ဒီတိုက်ခတ်ခဲ့တာကိုလည်းဒါအီဂျန်ဘက်ကသတင်းထုတ်ပြန်ပါတယ်ဆိုတော့အဲ့ဒီလိုအီရန်ရဲ့တိုက်ခတ်မှုနဲ့ပတ်သက်ပြီးဒီဝါရှင်တန်ချိတ်မနက်ပိုင်းမှာပဲထရန့်ကဆိုရှယ်မီဒီယာမှာသူအီရန်နဲ့တိုက်ခတ်မှုနဲ့ပတ်သက်ပြီးသူတုံ့ပြန်ရေးသားတာရှိပါတယ်။အဲ့ဒီတုံ့ပြန်ရေးသားချက်ကလည်းဟို ထူးခြားနေတာကိုတွေ့ရပါတယ်။ဆိုတာအီရန်ကတိုက်လို့အီရန်ကိုပြန်ပြီးချေမိုးမယ်။စသည်ဖြင့်ဒီလိုအရေးသားမျိုးမဟုတ်ဘဲနဲ့တမူထူးနေတာကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့အဲ့ဒီအီရန်တိုက်တဲ့အပေါ်မှာတမရရဲ့တုံ့ပြန်ရေးသားချက်ကိုလည်းဘာသာပြန်ပြီးတော့ကျွန်တော်တင်ပြပေးချင်ပါတယ်။ဒါလည်းထူးခြားမှုရှိလို့ပါ။ तू ကဘယ်လိုရေးထားလဲဆိုတော့အီရန်မှာရှိတဲ့နျူကလ িয়ার စခန်းတွေကိုကျွန်တော်တို့ကလုံးဝဖျက်ဆီးပစ်လိုက်တာကိုအီရန်ကတရားဝင်တုံ့ပြန်ခဲ့ပါပြီ။ ဒါကကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်အင်မတန်အားနည်းတဲ့တုံ့ပြန်မှုဖြစ်ပြီးကျွန်တော်တို့ဘက်ကထိရောက်စွာတံပြန်နိုင်ခဲ့ပါတယ်။ဒုံးကြီး14စင်းပြစ်လို့ရမှာ73စင်းကိုပြစ်ချနိုင်ခဲ့တယ်။ဒဇင်းကတော့ဒီအန်နီယံမရှိတဲ့ဘက်ကိုဥတီသွားတာမျိုးလှုပ်ပေးလိုက်ပါတယ်။အမေရိကန်ပြည်သူတဦးတယောက်မှထိခိုက်မှု မရှိခဲ့သလိုပျက်စီးမှုလည်းမရှိသလောက်ဖြစ်တဲ့အတွက်အစင်ခံရတာကျေနပ်မိပါတယ်။အရေးကြီးဆုံးကတော့သူတို့စိတ်ထဲမှာလှုပ်ချင်တာတွေလှုပ်လိုက်ပြီးဖြစ်လို့နောက်ထပ်မုန်းတီးမှုတွေမရှိတော့ဘူးလို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကိုကြိုတင်အသိပေးတဲ့အတွက်အီရန်ကိုကျေးဇူးတင်ကြပါတယ်။ဒါကြောင့်အသက်ဆုံးရှုံးမှုမရှိဘူးမှဒဏ်ရာမရရှိခဲ့တာပါ။အီရန်နေနဲ့အခုဆိုရင်ဒေတာတွင်ငြိမ်းချမ်းရေးနဲ့သဟဇာတာဖြစ်မှုကိုဆက်လက်ဆောင်ရွက်နိုင်ပါပြီ။အစ္စရေးကိုလည်းအဲ့ဒီလိုပဲလှုပ်ဆောင်မှုကျွန်တော်တို့စိတ်အားထက်သန်စွာတိုက်တွန်းပါမယ်။ဒီကိစ္စကိုအာရုံစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါထရန့်ကအီရန်ရဲ့ဒုံးကျည်တဲ့တိုက်ခတ်မှုနဲ့ပတ်သက်ပြီးဒါသူဆိုရယ်မီဒီယာမှာတင်တဲ့ဟာပေါ့နော်။ ဆိုအဲ့ဒီမှာဘာတွေထူးခြားလဲဆိုတော့ဒီအမေရိကန်က22နှစ်ရသူတို့ရဲ့ဗီဒူဘုံကျဲလေနဲ့သွားတိုက်တုံးကမြေအောက်မှာရှိတဲ့သူတို့နျူကလ িয়ার စခန်းတွေကိုဘုံကြီးစား14လုံးကျဲခဲ့တာဘူးเนาะ14လုံးကျဲခဲ့တဲ့အတိုင်းပဲအခုအီရန်ကလည်းပြန်ပြီးတုံ့ပြန်တဲ့အနေနဲ့သူကလည်း14လုံးဒုံးကြီး14လုံးပြန်ပစ်တယ်เนาะဒါကိုထရန့်ကစိတ်မဆိုးတဲ့ပြင်သူသူတို့ကိုကြိုတင်တိပေးတယ်လို့ပြောတယ်เนาะထူးခြားတာကြိုတင်တိပေးတယ်နောက်ပြီးတော့ထရန့်ပြောတဲ့ပုံစံကအခုလို့ သူတို့စိတ်ထဲမှာမကြင်မနဲ့ဖြစ်နေရအောင်လှုပ်လဲရတဲ့အတွက်ဒါမုံနှမှုတွေမရှိတော့ဘူးပေါ့လေဒါအီရန်စိတ်ပြေသွားပြီဆိုတဲ့သဘောမျိုးသူပြောတယ်။နော်အဲ့အတွက်ဟိုငင်းငင်းနဲ့တာဟာဇတာကိုဆက်နိုင်ပြီပေါ့။ဆိုတော့ဒီလိုရေးသားချက်ကဒါမနှစ်ပိုင်းမှာရေးတာပေါ့။ညနေပိုင်းကျတော့ဒါအပြစ်ခတ်ရက်စဲပြီးဖြစ်ပြီလို့သူကပြောတယ်ဆိုတော့ဟိုဆက်ဆက်မှုတော့အနှဲငယ်ရှိတယ်လို့ပြောရမယ်။ဒါပေမဲ့အစ္စရေးရောအီရန်ရောအတီးပြချက်မထွက်သေးဘူး။ဟိုတမရတယောက်အနေနဲ့မဟုတ်ဖဲနဲ့တော့ဒီလို မရေးလောက်ဘူးလို့အားလုံးကတွက်တာပေါ့နော်ဒါပေမဲ့လည်းဟိုဘယ်ဘက်ကမှအတီမပြုတ်သေးတဲ့အတွက် Trump ပါလို့ပြောရလဲဆိုတာလည်းဒါမေကွန်းထုတ်စရာအနေနဲ့ကျွန်တော်တို့ရှိနေတာပေါ့နော်ဆိုတော့နောက်ထပ်ထူးခြားတာတစ်ခုကတော့အဲ့လိုသမရ Trump ကဒီစာထုတ်ပြီးတဲ့အခါမှာဒူးသမရ JD Vance က Fox News နဲ့သူအင်တာဗျူးတော့ပြောတယ်နော်အဲ့ဒီအင်တာဗျူးမှာသူကဘာပြောလဲဆိုတော့အီရန်နေနဲ့ကတဲ့စစ်တိုက်လို့စိတ်မရှိတော့ဘူးလို့သူကပြောတယ်ဘာလို့လဲဆိုတော့ဒီအီရန်မှာရှိတဲ့နျူကလ িয়ার season တွေအားလုံးကိုသူတို့ဟို22နှစ်နေရ B2 နဲ့ဘုံကျဲပြီးတော့လုံးဝသူတို့ဖြည့်ဆည်းနိုင်ခဲ့လို့ပြောတယ်။နော်ထပ်ပြီးသူဒီပြူတယ်။ပြီးတော့ဒီအီရန်ရဲ့လေကြောင်းကာကွယ်စနစ်ပေါ့နော်အဲ့ဒါဒီစနစ်အားလုံးကလည်းအစ္စရေးကတိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက်ဒါမရှိတလောက်ဖြစ်သွားပြီပေါ့နော်အဲ့တော့လေကြောင်းရဲ့ကာကွယ်စနစ်လည်းမရှိဘူးနျူကလ িয়ার လုတ်ဖို့ဟာဒီအခြေအနေကလည်းအကုန်လုံးပြတ်စီသွားပြီအဲ့အတွက်သူတို့စစ်တိုက်ဖို့ဆိုတာသူတို့လုတ်ချင်စေမရှိတော့ဘူးပေါ့လေဒါဒူးသမ္မတဂျီဂျီထွန်းကအဲ့လိုသူကသုံးသက်ပြောသွားတယ် ဲ့တော့ချုပ်ပြီးပြန်ပြောရမယ်ဆိုရင် try ရဲ့ဒီအပြစ်ကရဲစေးသဘောတူပြီဆိုတဲ့ကျင်ညာချက်ကဟိုအပြုတ်သဘောဆောင်တဲ့အလားအလာတော့ပြနေတာပေါ့နော်ဒါမဲ့လည်းအစ္စရင်းနဲ့အီယန်နှစ်ဖက်စလုံးကတရားဝင်အတီးပြုတ်ချက်မရှိတဲ့အတွက်ဒါကျွန်တော်တို့ကဆက်ပြီးတော့စောင့်ကြည့်ရမယ်စောင့်ကြည့်ရမယ်ဆိုတော့လေအခုကျွန်တော်တင်ပြနေတဲ့အချိန်နော်ပြီးရင်နောက်နိုင်ပိုင်းတွင်းမှာပဲဒီသတင်းနဲ့ပတ်သက်ပြီးနောက်ထပ် update တွေလည်းအများကြီးဖြစ်လာနိုင်တဲ့အခြေအနေရှိပါတယ်အခုနောက်ဆုံးထပ်ပြီးဝင်လာတဲ့သတင်းရဆိုရင် ီအိမ်ဖြူတော်အရာရှိတွေကပါပြောလဲဆိုတော့သမရထရန့်ကအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နေတန်ယာဟုနဲ့တိုက်ရိုက်စကားပြောခဲ့တယ်တဲ့နော်အဲ့ပြောတဲ့နေရာမှာဟိုအီရန်ကထပ်ပြီးမတိုက်တော့ဘူးဆိုရင်အစ္စရေးဘက်ကအပြစ်ရဖို့သဘောတူတယ်လို့ပြောတယ်ဆိုပြီးပြောတယ်ဒါအပြင်အီရန်ဘက်ကလည်းအီရန်အရာရှိကြီးတွေကအတီးပြုတယ်ဆိုပြီးဒါ CBS သတင်းမှာဖော်ပြထားတယ်နော်ဒီဒီဖော်ပြထားတာကိုဒါအိမ်ဖြူတော်ကနေပြန်ပြီးတော့တစ်ဆင့်ပြန်ပြောတဲ့သတင်းပေါ့ဒါနောက်ဆုံးသတင်းပေါ့နော် ဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီတင်းကကျွန်တော်တို့အချိန်နဲ့မှပြောင်းလဲလာမယ်ထူးခြားလာရရှိမယ်အခုကအင်မတန်ထူးခြားတဲ့တင်းဖြစ်တဲ့အတွက်တမရထရန့်ရဲ့သူကြီးညာချက်နှစ်ခုကိုကျွန်တော်ဘာသာပြန်ပြီးတော့တင်ပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီတင်းနဲ့ပတ်သက်ပြီးဆက်ပြီးတော့ development ဖြစ်လာမယ်ဟိုအချိန်တွေကိုလည်းဟိုကိုဝင်ထူးတယ်လို့တင်ပြပေးသွားမှာဖြစ်ပါတယ်အခုလိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာ